Hello guys, Stonex မှာကြည့်စုပါရယ် DC Comics ရဲ့ villain လို့ပြောလိုက်တာနဲ့လမ်းတစ်ဖက်ကိုနောက်ပြထားပြီးအထာကျကျနေတတ်တဲ့ကိုရော Dark Side ကိုပြေးပြီးတော့မြင်ကြမှာပါဒီကောင်ဒီကြမ်းလွန်းတဲ့အတွက် DC Animation ၄တိုင်းမှာ main villain အဖြစ်တွေ့ရတတ်တယ်ရုပ်ရှင်လောကမှာဆိုရင်လည်းရခင် DC EU မှာ main villain ဖြစ်ဖို့အတွက်ရည်ရွယ်ခဲ့တယ်လို့ယခု James Gunn ရဲ့ DC EU မှာလည်း Peacemaker show နဲ့အတူ Dark Side ကို main villain ထားမှာဖြစ်ကြောင်းကို tease လုပ်သွားပြန်ပါတယ်ဒါပြင်ယခု2025မှာ Hot အဖြစ်နေဆုံး DC KO Comic မှာလည်း Dark Side က main villain ဖြစ် ြစ်နေအောင်မှာဆိုတော့အခုဗီဒီယိုမှာစူပါမန်လို့ခေါင်းမျိုးကိုတော့မှ၄ကောင်တစ်ကောင်ပေးပြီးတော့ချပြတာ၄စူပါမန်ကိုပိုကီမွန်ဖန်လို့မျိုးပေါ်လုံးလေးတွေထည့်ပြီးတော့ဖန်လိုက်တာတွေပါဝင်တဲ့ Dark Side ရဲ့အကြမ်းဆုံးအခိုက်အတန့်များကိုတင်ဆက်ပေးလိုက်ပါတယ်လို့ပဲမဲ့ဒီဗီဒီယိုမှာပြောပြပေးမယ့်အချက်တွေမှမဟုတ်ပါဘူး Dark Side ဒီအဖက်ဖက်မှပြေဆုံးနေပြီသားပဲလေမျိုးပါသူမှဆိုရင်စူပါမန်ကိုတာလွန်ပြီးတော့ရှင်လို့မရနိုင်တဲ့ခွန်အားတွေရှိတယ်သူက Dreadwit 2တွေကိုပုံစံပြောင်းလဲနိုင်တဲ့ population လူဦးရေမီလီယံနေဘီလီယံနေလိုက်ရှိတဲ့ဂျိုကြီးတွေကိုပါလွှမ်းမိုးနိုင်တဲ့စ ိတ်တွေကိုထိန်ချုပ်နိုင်တဲ့ intelligence ပိုင်းဉာဏ်ရည်ပိုင်းကိုပြောရမယ်ဆိုရင်လည်းအတော်ဆုံးဖြစ်တဲ့အပြင် advanced ဖြစ်လွန်တဲ့တာလွန်တဲ့စက်ပစ္စည်းတွေ technology တွေကိုလည်းအသုံးပြုနေပါတယ် Batman နဲ့ Superman Wars Finest Comic issue number 24မှာဆိုရင် Kingdom Come Universe က Justice League အဖွဲ့နဲ့ Art Zero Justice League အဖွဲ့နှစ်ခုလိုကပေါင်းပြီးတော့ Dark Side ကိုတိုက်ခိုက်ရဖို့အတွက်ဖြစ်လာပါတယ် Of course အတံမာဆုံးဖြစ်တဲ့ Superman နှစ်ယောက်ကအရင်ဆုံးပြေးပြီးတော့တိုက်ခိုက်ကြတယ်သူတို့ရဲ့တိုက်ခိုက်မှုတွေကမြန်ဆန်လွန်းတဲ့အတွက်ခန္ဓာကိုယ်နှစ်ခုစီတွေပါကွဲထွက်ကုန်တယ် နဲ့ basically superman ၄កောင်က dark side ကိုဝိုင်းပြီးတော့ထိုးကြနှက်ကြလေစာတွေနဲ့ဖြစ်နေကြခြင်းလည်းဖြစ်ပါတယ်။ဘာ dark side ကဒါတွေအားလုံးကိုမှုတော်မမှုဘူးထိုးကြတွေကိုလှုပ်တော်မလှုပ်ပဲနဲ့သူ့အတွက်ချင်ကိုက်နေတယ်လို့ဂလိထိုးနေတယ်လို့ခံနေလိုက်ပါတယ်။အပြီးမှာတော့ superman ၂កောင်တော့စိတ်ဝင်စားစရာပဲလို့ပြောရင်ညလုံးက omega beam နဲ့နဲ့အတူ superman နှစ်ယောက်စလုံးကိုအယိုးတွေပေါ်တဲ့အထိစုပ်ပြတ်သွားအောင်တစ်ချက်တည်းနဲ့ကင်ပစ်လိုက်ပါတယ်။ပြုတ်ကျသွားတဲ့ superman ဒီအပေါ်ကနေတော့မှသူကနင်းပြီးတော့ဖြတ်လျှောက်သွားပါတယ်။ and sabi flash ကသူ့ရဲ့ အမြန်ဆုံး speed နဲ့ပြေးတက်တိုက်ခိုက်တဲ့အခါမှာဆိုရင်လည်း dark side ဒီကောင်းကိုရှင်ကောင်းခါတလို့တစ်ချက်တည်းနဲ့ခါချပြီးတော့တပ်ပြစ်လိုက်တယ်။ Shazam ကိုလည်း Omega Beam နဲ့ပဲစမုံတုံးပေးလိုက်တယ်။ Kingdom Come Universe က Wonder Woman နဲ့ Green Lantern ကိုပြေးတက်လာကြပြန်တဲ့အခါ dark side ကသူတို့ရဲ့စစ်ပွဲဆာလောင်ခြင်းဒီသူတို့ကိုအယူရဖြစ်သွားစေတယ်။စစ်ပွဲဆိုတာကတွေးအေးတိုက်ပွဲဖြစ်တယ်။ဒါပေမဲ့စစ်ပွဲထက်ပိုပြီးတော့တွေးအေးတာကတော့စစ်ပွဲကြောင့်တေဆုံသွားတဲ့အခါပဲလို့ပြောရင် Wonder Woman နဲ့ Green Lantern တို့လာပြီးတော့တိုက်ခိုက်ကြတဲ့ဓာတ်တွေကိုလက်နက်ဖက် နဲ့ဖြတ်ကင်ပြီးချိုးပြလိုက်တယ်။တစ်ချက်တည်းနဲ့ပဲနှစ်ကောင်စလုံးကိုတည်တဲ့အထိအဆုံးသတ်ပေးလိုက်ပါတယ်။ NYS Justice League နှစ်ဖွဲ့စလုံးကို Dark Side တီ သွေးမပြောနဲ့ချွေးတောင်မထွက်ပဲလက်နှစ်ဖက်ကိုနောက်ပြစ်ထားရင်ချပြအန်တိုင်းယူသွားခြင်းလည်းဖြစ်ပါတယ်ဒီလောက်နဲ့တွေမရက်သေးဘူးသူဒီလက်တလောကပဲထွက်ထားတဲ့ Dark Side War Comic မှာဆိုရင် Anti Monitor နဲ့11ရှင်ပြီးတော့ထိုးခဲ့ပူပါတယ် Anti Monitor ဆိုတာက basically အရှင်းဆုံးပြောရမယ်ဆိုရင် Collector ကြီးလိုပဲလွန်ခဲ့တဲ့နှစ်ပေါင်း13 billion လောက်တဲ့ကရှိခဲ့ပြီးတော့ကဘာတွေကိုလိုက်ပြီးတော့စုပ်ယူဖြည့်ဆည်းနေတဲ့တာစီလိုမရနိုင်တော့ဆိုတဲ့ entity ကြီးဖြစ်ပါတယ်ဒီနှကောင်ချကြခြင်းဒီသူမြင်ဘူးတမရဲမှာအကြီးဆုံး fight ဖြစ်တယ်သူမြင် ိုးတမျာတဲ့မှာအကြီးကျယ်ဆုံးတိုက်ပွဲဖြစ်ပါတယ်ဆိုပြီးနှစ်တေရာနဲ့ချီပြီး God ပေါင်းများစွာတတဝါပေါင်းများစွာကိုစစ်တိုက်ခဲ့တဲ့ Wonder Woman ကပြောပြခဲ့တယ်တိုက်ပွဲအလဲမှာဆိုရင် Dark Side ဒီ enough တော်ပြီဆိုပြီးတော့អော်ပြလိုက်တယ် Black Razor ကိုစင်ခေါ်ခဲ့ပါတယ် Powerful အဖြစ်ဆုံး form နဲ့ရောက်လာတဲ့ Black Razor ဒီရောက်ရောက်ချင်းမှာ Anti Monitor ရဲ့ bike ကိုခုတ်ချပြလိုက်တယ် Dark Side ကဒါကိုအခွင့်ကောင်းယူပြီးခေါင်းကနေကင်နေပင်လက်တီထိုးပြလိုက်တယ်မင်းရဲ့တရှိချင်းကအဆုံးတက်ပြီလို့ဆိုရင်ရင်ဘတ်ကို Omega Beam နဲ့ပြစ်ပြီးတော့အဆုံးတက်ပြလိုက် လိုက်ပါတယ် but of course တစ်ဖက်ကစောက်ချမ်းကြီးတစ်ပါးဖြစ်နေတာကြောင့်သူရဲ့တီရှိခြင်းကအရေးပါတာကြောင့် anti monitor ဒီ dark side ရဲ့နီလန်အတိုင်း dark side ကိုပြန်ပြီးတော့တိုက်ခိုက်ပစ်တယ်အနီးနားမှာရှိနေတဲ့ flash ရဲ့ sensor မှာပါပဲနဲ့ flash ကို black razor နဲ့ပေါင်းပစ်လိုက်ပြီး dark side ရဲ့ရှင်ဘက်ကိုဖောက်ပြေးစေလိုက်ပြီးအနိုင်ယူခြင်းကိုခံလိုက်ရပါတယ်ဒီ file မှာ dark side ကရှုံသွားခဲ့တယ်ဆိုပေမဲ့ anti monitor လို့ကောင်းမျိုးကိုဝမ်ဝမ်ရှင်ထိုးနိုင်တယ်ဆိုတာနိုင်လူနီနီဖြစ်ခဲ့တယ်ဆိုတာက dark side ကို powerful အဖြစ်ဆုံးအကြမ်းဆုံး character တစ်ခုဖြစ်သွားစေပါတယ် ဇပီ Infinite Frontier Comic မှာဆိုရင် Dark Side ဒီအစွမ်းဆုံးနမင်းကြီးများရဲ့ဘုံတစ်ခုစလုံးကိုတယောက်ထဲနဲ့ဖြိုချခဲ့ပါတယ်။ The Quintessence Rarity, Gandis Era, High Father, Phantom Stranger Wizard Shazam နဲ့ Spectre တို့ကပေါင်းထားတဲ့ DC Comics မှာအစွမ်းအထက်ဆုံးနာမည်ကြီးများအဖွဲ့လို့ပြောရင်မမှားပါဘူး။ Comic တီဒီနှစ်ဖျားရဲ့ဇလန်နဲ့ Omega Energy တွေကိုရှာဖွေနေခြင်းဖြစ်ကြောင်း issue တစ်ခုစာပြအပ်ပြီးနောက်ဆုံးစာမျက်နှာမှာဆိုရင် Die တေဇန်းဆိုတဲ့ခက်မောင်မောင်အတန်းတစ်ခုပေါ်လာတယ်။အရင်ကဆိုရင်မင်းတို့တွေကငါ့ကိုနှိမ်ပါစေခဲ့တဲ့ငါဖြစ်ရမယ့်အကောင်ကြီးဖြစ်မလာအောင်ချိုးနှိမ်ထားကြတယ်။အခုတော့မရတော့ဘူး။အခုတော့ Dark Side ကအဆုံးသတ်ပဲလို့ပြောအပ်ပြီးမှသူ့ရဲ့ True Form God Form က ြီးကိုပြပြီးတော့နှစ်ဖျားတွေအကုန်လုံးကို one shot တစ်ချက်တည်းတိုက်ခိုက်ခြင်းနဲ့ဘုံတစ်ခုလုံးကိုပြုတ်သွားအောင်တပ်ပြစ်လိုက်တယ်ဆိုတာကိုမြင်လိုက်ရပါတယ် and tabi dark side မှာ omega effect ဆိုတဲ့ power ကိုပိုင်ဆိုင်ထားပါတယ် omega ဆိုတဲ့နာမည်အတိုင်းအဲ့ဒီ power ဒီ absolute control အဆုံးတိုင်ထိန်းချုပ်ခြင်းဆိုပြီးတော့ပြောလို့ရတယ်ဒီ power ကို dark side ဒီလူတွေကို timeline ကနေပြီးတော့ဖြတ်ထုတ်ဖြစ်ဖို့အတွက် teleport လုပ်ဖို့အတွက်ဖန်ချုပ်ထားဖို့အတွက် atom နဲ့ molecule တွေကိုစုပ်ယူဖြည့်ဆည်းပြဖို့အတွက်ပြောင်းလဲပြဖို့အတွက်ဆိုပြီးတော့နှီးပေါင်းစုံနဲ့အတုံးပြ တတ်ပါတယ်။ဥပမာတစ်ခုအနေနဲ့ကတော့ Superman Doomsday Comic မှာဆိုရင်စရုပ် Superman နဲ့လူသား Superman တို့ဒီ Dark Side ကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားကြတဲ့အခါမှာ Dark Side ကသူ့ရဲ့အမြင့်ဆုံးပစ်ချက်ပါလို့ဆိုရင်စရုပ် Superman ကိုတီရှိမှုကနေပြီးတော့အပီဖြောက်ဖြက်ပစ်လိုက်ပါတယ်။ Superman ကသူ့ရဲ့မိတ်ဆွေစရုပ်တီတေသွားခဲ့ပြီဆိုပြီးတော့တွင်းနေခဲ့ပေမဲ့ issue အဆုံးမှာမှပြလာတာအရ Dark Side ဒီတန်စရုပ် Superman ကိုတန်အလုံးတစ်ခုပုံစံမျိုးပြောင်းလဲပစ်လိုက်ခြင်းဖြစ်တယ်။အရေးပေါ်တဲ့အခါလိုအပ်တဲ့အခါမှာထိန်းချုပ်ပြီးတော့အသုံးပြု မယ်လို့ဆိုရင် Dark Side ဒီ Superman ကိုစူတစိတ်တစ်ခု Trophy တစ်ခုလိုမျိုးအချိန်တန်းထုတ်ပြီးတော့ချခိုင်မဲ့ Pokemon ပေါ်လုံးတစ်ခုလိုမျိုးတဘောထားတတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်ဒီလောက်တည်းမဟုတ်သေးဘူး Constantine Comic Issue Number 23မှာဆိုရင် Constantine ဒီ Dark Side ကိုအယူလုပ်ပြီးတော့လူသူမရှိတဲ့ကဘာကျိုးတစ်ခု Universe တစ်ခုကိုခြာကျွေးဖို့အတွက်စူးစမ်းကြည့်သေးတယ် But Dark Side ပြောတာအရဒါဒီတည်ဆုံပြီးသား Universe ပဲငါကိုယ်ရင်းစုပ်ယူဖျက်ဆီးပြီးသား Universe ပဲငါကိုလာအယူမလုပ်နဲ့လို့ဆိုရင် Constantine ရဲ့လဲဖျားခြင်းကနေပြီးတော့ ရှုံထွက်နိုင်ခဲ့တယ်။ဒီမှာပို့ပြီးတော့အရေးကြီးတာက Dark Side ဒီဂျိုရီတင်မဟုတ်ဘူး Universe ကြီးရဲ့တစ်ခုလုံးနေအထီးပါလိုက်ပြီးတော့စုပ်ယူဖြက်စီးနေကြောင်းကိုတီးလိုက်ရခြင်းဖြစ်ပါတယ်။အန်ဒီတိုင်းမဲ့နောက်ဆုံးအနေနဲ့ကတော့လွန်ခဲ့တဲ့ရက်အချို့ကမှမြင်လိုက်ရတဲ့ King Omega Dark Side ကိုထဲမပြောလို့မဖြစ်ပါဘူး။ဒီကောင်ကြီးဒီ Absolute Universe ဆိုပြီးတော့ Universe ကြီးတစ်ခုလုံးကိုစိတ်တိုင်းကျဖန်တီးပြီးတဲ့အပြင်ခုနှစ်ရက်အတွင်းမှာကဘာကြီးတစ်ခုလုံးကိုသူ့ရဲ့အပိုင်အဖြစ်တင်ပြအောင်မယ်။ Superhero တွေဒီဒီကောင်ကြီးရဲ့ဒီလောက်ရက်ကိုတားဖို့အတွက်သူတို့ရဲ့အသက် ်ကိုစွန်ပြီးအသေးအချေတိုက်ခိုက်ရမယ်မော်တော်ကွန်ဘတ်လိုတိုက်ပွဲကိုဝင်ပြန်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။အဲဒီအကြောင်းကို channel မှာဗီဒီယိုအစားဆုံးလုပ်ပြီးတော့ရှင်းပြပေးထားရဲရှိပါတယ်။ Dark Side နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့စိတ်ဝင်စားကြရဲပို့ပြီးတော့သိချင်ကြသေးတယ် origin ကိုသိချင်ကြရဲဆိုရင် comment section မှာရေးသွားခဲ့ကြပါအောင်။ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။